This is Radio Free Asia. The following program is in Burmese. မင်္ဂလာပေါင်းနဲ့ပြည်ဆောင်ကြပါစေခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအသံရဲ့မြန်မာဘာသာအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကကြောကြောအောင်ပါခင်ဗျာ ဒီကနေ့မှာခရိုင်းသူပဲထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြတဲ့အခါစစ်ကောင်စီကတရင်တော့တူကိုထောက်နှံ၅နှစ်ချမှတ်လိုက်တဲ့သတင်းတွေပါဝင်စိတ်ဝင်စားစရာဆောင်းပါးတချို့ကိုလည်းကြားဖို့ရှိပါတယ်။အခုသတင်းတွေစကြည်ညာပြရစီခင်ဗျာ။ အေရီတိုင်းမြန်အောင်မြို့နယ်ကမြေလက်သတင်းဌာနသတင်းထောက်ကိုတန်းထိုင်မြင့်ကိုစစ်ကောင်စီကအေပီလပထမဘက်ကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်နဲ့ထောင်နှံ၅နှစ်ချမှတ်လိုက်တယ်လို့မြေလက်အတန်းအရီတာချုပ်စလိုင်းကောင်းမြတ်မင်းက RFP ကိုအတည်ပြုပြောဆိုပါတယ်။သတင်းအလုတ်လုတ်ကိုင်းနေသူကိုထောင်နှံ၅နှစ်အထိချမှတ်လိုက်တာဟာလက်ခံနိုင်စရာမရှိဘူးလို့လည်းသူကပြောပါတယ်။ တရင်တော့ကိုတန်းထိုက်မြင်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကမြန်အောင်မျိုးနယ်က သူ့ရဲ့နေအိမ်မှာအဖမ်းခံလိုက်ရတာလို့သိရပါတယ်။သူ့ရဲ့လက်ကင်ဖုံးကဖုံးခေါ်ဆိုမှုမှတ်တမ်းတွေကိုအာဏာပိုင်တွေကစစ်ဆေးပြီးတဲ့နောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာသူ့ကိုဟင်းသရအကျဉ်ထောင်ကို ပို့ထားတယ်လို့လည်းဆိုပါတယ်။ကိုတန်းထိုင်မြင့်ဟာစစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်က နိုင်ငံရေးပုံမှန်တစ်ခုဖြစ်တဲ့ရာဇသက်ကြီးပုံမှန်905ကကြီးနဲ့ပထမအကြိမ်ထောင်နှံချမှတ်ခံခဲ့ရပြီး2022ခုနှစ်မှာလူငယ်ချမ်းသာကွန်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မြေလက်အတန်သတင်းဌာနမှ2024ခုနှစ်ဇွန်လကစလို့သတင်းသမားအဖြစ်လောက်ကင်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးထောင်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံအခြေစိုက်လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့အချက်အလက်တွေအရ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မြန်မာသတင်းသမား200ခန့်ဖမ်းဆီးခံခဲ့ရပြီးအဲ့ဒီထဲကသတင်းသမား40ကျော်ဟာအကျဉ်းထောင်တွေမှာဆက်လက်အကျဉ်းချခံနေကြရဆဲဖြစ်ပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNL တပ်တို့အကြားတိုက်ပွဲတွေကြောင့်အရတား4000ကျော်ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက EPIL 28ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။လေကလာစဒုံကုန်းကွန်စိတ်ကျုံချောင် ညောင်ချရောက်ဝင်းကန်ရှမ်းစုစတဲ့ကြေးရွာ900ကလူ4100ကျော်တင်းရှောင်နေရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စစ်ကောင်စီဟာငလျင်ဘေးကုညီကယ်ဆယ်ရေးအတွက် အပြစ်ခတ်ရစဲထားတယ်လို့ကြေညာထားပေမဲ့ကင်းယူထိန်ချုပ်နယ်မြေတွေကိုတိုက်ခိုက်နေတယ်လို့ကင်းယူအဖွဲ့ကပြောပါတယ်ဒါနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပြီးမဲ့ဖုံးလက်ခံဖြေကြားတာမရှိပါဘူး။အပြစ်ခတ်ရစဲရေးကြေညာထားတဲ့ EP လ2ရက်နေ့ကနေ22ရက်နေ့အထိ KNU ထိန်းချုပ်နယ်မြေတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှု108ကြိမ်အထိရှိခဲ့ပြီးအရသာပြည်သူ20ဦးသေဆုံးပြီး55ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ငလင်မေးကြုံခဲ့ရတဲ့ကာလမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ140ကျော်သေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က AB လ28ရက်နေ့ကပြောပါတယ်။ ငလင်းလှုပ်ခတ်ခဲ့တဲ့မလ28ရက်နေ့ကနေဧပြီလ25ရက်အထိလေကြောင်းတက်ခတ်မှုပေါင်း225ကြိမ်ရှိခဲ့ပြီးတေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်29ဦးပါဝင်တယ်လို့ဆိုပါတယ်။တပ်ပြင်ကလေးငယ်33ဦးအပါအဝင်လူပေါင်း390ကျော်တန်ရခဲ့တယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။တေဆုံးထိခိုက်မှုအများဆုံးကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းလို့ဆိုပါတယ်။စကိုင်းတိုင်းမှာလေကြောင်းတက်ခတ်မှု 52ကြိမ်ဖြစ်ပွားခဲ့ပြီးလူ80သေဆုံးက120ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။မန္တလေးတိုင်းမှာတော့လေကြောင်းတိုက်ခိုက်မှုပေါင်း48ကြိမ်ဖြစ်ပွားခဲ့ပြီး58ဦးသေဆုံးက69ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာကချင်၊ကယား၊ကရင်ချင်း၊မွန်၊ရခိုင်ရှမ်းစတဲ့ပြည်နယ်တွေအပြင်စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်းနဲ့အေရဝတီတိုင်းတွေမှာလည်းဖြစ်ပွားခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာငလင်ဘေးပြန်လည်ထူထောင်ရေးအတွက် AP လကုံအထိအပြစ်ခတ်ရက်စဲထားမယ်လို့လည်းကြေညာထားပါတယ်ခင်ဗျာတရေနေကိုထုတ်လွှင့်ခဲ့တာပါမကြခင်မှာတရေဆောင်မတွေကိုဆက်လက်နားဆင်ရဖို့ရှိပါတယ် ရက်ပြည်ထုတ်လင်းချက်တွေကိုနားဆင်နေကြရတာပါဆက်လက်ပြီးစစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်တဲ့တင်ပြချက်တခုကိုထုတ်လင်းပါပါခင်ဗျာရခိုင်ပြည်နယ်စစ်တွေမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့မကြာခဏတိုက်ပွဲတွေရှိနေတာမြို့အဝင်ထွက်ကိုပိတ်ဆို့ခံထားရတာတွေကြောင့်စစ်တွေကနေတခြားဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒေသခံတွေဟာနေရပြန်ဖို့အလံဝေးကွာနေကြဆဲဖြစ်ပါတယ်စစ်တွေမြို့ကနေဘူးစည်းတောင်မြို့နယ်ကိုမိခင်တဲ့အတူထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးငယ်တူအကြောင်းကိုစိုင်းဝနဆက်တင်ပြပါလိမ့်မယ်ခင်ဗျာဟင်းဒီဟင်းရွက်တွေနဲ့အခြေခံစားတောက်ကုံတချို့ကိုတွန်းလဲပေါ်တင်ပြီးရွာထဲလှက်ပတ်ဈေးရောက်နေသူကတော့အသက်20ရှောင်းနှစ်အရွယ်မတ်ဇင်ရွယ်ဦးပါသူ့ရဲ့ရည်မှန်းချက်ကတော့ဝါသနာပါတဲ့ဆက်ချုပ်အလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့ပါပဲဒါပေမဲ့ဒေတာအတွင်းမှာဖြစ်ပွားလာတဲ့စစ်ပွဲတွေကသူ့ကိုဈေးတဲ့တယောက်ဖြစ်အောင်တွန်းပို့ခဲ့ပါတယ်အခုဆိုရင်မတ်ဇင်ရွယ်ဦးတို့တာမီနှစ်ယောက် ဘူးတိတော်မျိုးနယ်ကကြေးရွာတရွာကိုထွက်ပြေးတန်းချောင်းလာတာအချိန်တစ်နှစ်ကျော်ရှိခဲ့ပါပြီ2024 3လပိုင်းလာစံကလေးကနေရာထိုင်ရတာတွေကကြက်တဲလာတယ်ဘုံသံလက်နှက်တန်တွေအများကြီးကြားရပါတယ်ထွက်ပြေးလာတော့ကလည်းအရန်အခက်ခဲအကြက်တဲတွေနဲ့ပြေးလာရတာပါဒီကိုရောက်စတော့ကဘာလို့စားလို့စားရမှန်းလည်းမသိသေးဘူးအခုတော့ဈေးရောက်လို့စားပါတယ်ရှင်တော့ကဒီလိုတော့မလုပ်ဘူးပါဘူးစစ်ပီးရှောင်လာပြီးမှလုပ်ဘူးတာလေး စစ်တွေမြို့မှာနေထိုင်ခဲ့စဉ်ကမိခင်ကစစ်တွေမြို့မှာဈေးတယ်ဟင်းသီးဟင်းရွက်ရောင်းခဲ့တဲ့ဈေးတယ်တယောက်ပါ2024ခုနှစ်ဖေဖော်ဝါရီလ29ရက်မှာစစ်တွေမြို့မှာဈေးတဲ့ကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးလူများပြားတေဆုံးဒဏ်ရာရခဲ့တဲ့နောက်ဈေးရောင်းတဲ့အလုပ်ကိုရပ်နားခဲ့ပါတယ်အဲဒီနောက်မြို့အနီးအနားမှာတဖြည်းဖြည်းပိုဆိုးလာတဲ့စစ်ရေးရှင်တွေကြောင့်တာမီနှစ်ယောက်စစ်တွေမြို့ကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်သူဝါသနာပါတဲ့ဆက်ချုပ်ပညာကိုသင်ယူနေတဲ့အချိန်မှာ တရက်စွန့်ခွာထွက်ပြေးတင်းရှောင်လာရတဲ့အတွက်ပိုပြီးခံစားရတယ်လို့မက်စင်တွေကပြောပြပါတယ်အခုဘလူတက်လမ်းရမလဲဆိုတာဘလို့မှစဉ်းစားလို့မရဘူးအဆက်အသွယ်တွေကလည်းအားလုံးပြက်လို့ဘာလို့လို့ပါခံရမှမသိဘူးဝါသနာကတော့ဆက်ချုပ်တာဝါသနာပါတယ်ဒီလိုတော့မဖြတ်တန်းခြင်းမူဈေးရောင်းရတာပိုပြီးခက်ခဲတယ်လေရွာပက်လို့ရောင်းရတာဆိုရင်အရန်ပင်မန်းနေဒီချိန်ကအရန်မမှုကောင်းတဲ့အချိန်ပေါ့လေအရန်ခံစားရတယ်အလို့ကိုင်ခွန်းလန်းနေပါတဲ့ကြေးလက်ဒေသမှာစပေးဒုက္ခတွေဖြစ်နေဖြတ်တန်းနေရတာအချိန်ကြာလာလေလေး မီးရဲ့အနာဂတ်အတွက်ရတမအေးဖြစ်ရလေလိပဲလို့မတ်စင်ွယ်ဦးရဲ့အသက်54နှစ်အရွယ်မိခင်ဒေါ်မတ်စိန်ဖြူကပြောပြပါဗျ။စစ်တွေမှာဆိုရင်ကို့မှာဟင်းဝယ်ပြီးသွားရအောင်လည်းအဆင်ပြေတယ်။လက်လုပ်လက်စားဆိုပေမဲ့အခုသွားရအောင်အခုအမျက်လည်းမြင်ရတယ်။အရင်ကလည်းမြင်ရတယ်။ဒီမှာကတစ်ချက်နှစ်ချက်ရှိရင်တစ်ချက်နှစ်ချက်ရင်းနှီးထားရသေးတယ်။ဘလောက်မြတ်ထွက်လာမယ်ဆိုတာလည်းမသိရ။ကို့မှာကဘိုက်သေးဖြစ်ဖို့ကလိုနေပြီလေ။ရှစ်ဆက်လို့မနေချင်တော့ဘူး။တဲ့အိမ်ချင်းချင်းလေးထဲမှာခလုံးရင်ထမင်းနဲ့မအောင်ခက်ခက်ခဲခဲ ရုံးကန်နေရတဲ့မက်ဇင်ရယ်ဦးတို့တာမီနှစ်ယောက်ရဲ့အဖြစ်ရှင်ဆုံးဆန္ဒကတော့တိုက်ပွဲတွေအမြန်ပြေဆုံးပြီးကိုယ့်အိမ်ကိုပြန်နိုင်ဖို့ပဲဖြစ်တယ်လို့မက်ဇင်ရယ်ဦးကပြောပြပါတယ်။အဲဇီဆိုတဲ့လမ်းနာဘူးဆိုလဲအလောက်နေပူနဲ့မိုးရင်းမှလည်းမိုးကြီးလေကြီးလှိုင်းကြီးလေသွားရပါတယ်။မသွားလဲကိုယ်မှရောင်းစားနေရတဲ့အတွက်အဆင်မပြေပါဘူး။ဒီလိုခက်ခဲတဲ့ချိန်တွေကိုမလိုချင်တော့ပါဘူး။ဆိုတော့တိုင်းပြည်အောင်နိုင်သွားရင်ကောင်းမယ်လို့ပဲတွေးမိတယ်။တိုင်းပြည်ကိုရသွားလို့ကိုယ့်အိမ်မှာကိုနေရရင်ကိုယ့်အလုပ်လေးနဲ့ကိုရှိမှာပေါ့။ကိုယ့်အိမ်ကထိထက်နေနေတော့ကြီးပါတယ်။ ဒီမှာကနေရတာတအားခက်ခဲပြင်းမနေအဲ့ဒါကြောင့်နေတိုင်းဆိုသလိုညှိတွားမိပါတယ်ရခိုင်ပြည်နယ်16မြို့နယ်အနက်14မြို့နယ်ကိုတိမ့်ပိုက်ထိမ့်ရှုပ်ထားတဲ့အရကတက်တော်အေဟာနောက်ဆုံးလက်ကျန်မြို့နယ်၃ခုထဲကစစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာအင်အားတွေဖြစ်တင်းပြီးနေရာယူလာတာကြောင့်တိုက်ပွဲတွေဆက်ရှိနေပါတယ်ဒီအတွက်မတ်ဇင်ွယ်ဦးတို့လိုမြို့နယ်အတွင်းကြေးရွာတွေကတောင်းနဲ့ရှိတဲ့ဒေသခံတွေလည်းဒီကနေ့ထိဘေးလွတ်ရာမှာထွက်ပြေးတိမ့်ရှောင်နေကြဆဲဖြစ်ပါတယ်ခင်ဗျာ ကိုစိုင်းဝနရဲ့တင်ပြချက်ပါဆက်လက်ပြီးတိန်ကြားတဲ့ကနေကြီးဆိုတဲ့အစီအစဉ်တစ်ခုကိုကြားရပါမယ်၂021ခုနှစ်စစ်အာဏာသိမ်းမှုကြောင့်အနာဂတ်ရည်မှန်းချက်ပျက်စီးသွားခဲ့ရတဲ့လူငယ်ပေါင်းများစွာရှိပါတယ်အဲ့ဒီတဲကတယောက်အဖြစ်ရောက်ရနေရမှာကြာရတာဝန်ထမ်းပြီးဖြတ်ကျော်နေတဲ့ပြည်သူကာကွယ်ရေးတပ်သားအမျိုးသမီးငယ်တယောက်အကြောင်းမက္ကမရဲ့တင်ပြချက်ကိုနားဆင်နိုင်ကြပါပြီ။ ထားဖို့တသားတွေပါမနေကြီးကိုအာယုံဦးအလွန်စူးရှရဲတင်းစာပြုတ်နေတဲ့နေကြီးတပွဲမင်းကလေးငယ်လေးလို့ပုံဖော်ရမယ်ထင်ပါတယ်တဘာဝတရားအတိုင်းနေကြီးကိုလည်းတိမ်မဲတွေကအုပ်ကွယ်တတ်ပါတယ်မနေကြီးဟာကရင်မျိုးသားစီယုံ KNU တက်မဟာနှင့်တောင်ငူခရိုင်3932တက်ခွဲနှစ်မှာတာဝန်ထမ်းဆောင်နေတဲ့စေတက်သားတယောက်ပါ။ပေါင်နေရတော့ဒီ မနေ့ကြီးလိုလူသားတယောက်အတွက်တိမ်မဲဆိုတာကတော့ကိုယ်စိတ်ပင်ပန်းဒုက္ခရောက်ရတဲ့အချိန်တွေအခက်ခဲနဲ့စိန်ခေါ်မှုတွေကို ဖြတ်တန်းရတဲ့ကာလတွေမေ့ပြောက်လို့မရတဲ့အတွေ့အကြုံဆိုးတွေဖြစ်ပါတယ်။အဲ့ဒီတရားတွေကိုအာရင်ဆိုင်ရတဲ့အခါမှာပေါ့နော်အဲ တစ်ခါတလေကြာရင်အလိုမျိုးအိတ်နေနေတော့အိတ်မျိုးပြောတာလေအဲဒီလူတွေပေါ်အဲတနာစိတ်လို့ခေါ်မှာပေါ့နော်အဲအဲ့လိုမျိုးဖြစ်တဲ့ဖြစ်ပျက်တွေပေါ့နော်အဲ့ဒီဟာတွေကိုအဲဘယ်လိုကြောဖြတ်မလဲဆိုပြီးတော့ဘယ်လိုမိနေအောင်ကြိုးစားမလဲအဲဒီခံစားချက်တွေဖြစ်မှာတော့ဘယ်လိုလုပ်ရမလဲအဲကိုမကယ်နိုင်နိုင်တဲ့အသက်တွေလည်းရှိတယ်အဲအဲ့ဒီအရာတွေကို ကတော့တင်ခေါ်မှုတစ်ခုပေါ့နော်ဒီမှာအခုချိန်အထိလည်းမဖြစ်ကြောင်းနိုင်သေးဘူးဆိုတော့စေတသားဘဝအတွေ့အကြုံတွေဟာသူ့ဘဝမှာမေ့လို့ရနိုင်မှာမဟုတ်တဲ့ခါသိမှုတွေဖြစ်ပါတယ်။သူဟာ2021 February လအနာသိမှုကိုစန့်ကျင်သူတွေထဲကတယောက်အဖြစ်2021ခုနှစ်မေလမှာလွတ်မြောက်နယ်မြေကိုထွက်ခွာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်သား PDF တယောက်အဖြစ်တော်လှန်ရေးမှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ဒီလိုမျိုးအဲတွေ့ထက်တဲ့မျိုးတွေနောက်ပြီးတော့အဲ အဲဦးရင်ဆုံးရှုံးသွားတဲ့မိသားစုတွေနောက်ပြီးတော့တခွေတပြားတေခွေကွဲရတဲ့မိသားစုတွေကိုလည်းငါဆုံးရှုံးသွားတဲ့သူတွေရဲ့အာဒီအခြေအနေတွေကိုအခံစားရတဲ့တန်တွေကိုကိုကဒီ pressure တွေကိုကုပ်လို့ရတယ်နောက်ပြီးတော့အာ ဒီလူတွေနဲ့အဲဒီလူတွေကိုဆွေးနွေးနှိမ့်သိမ့်ပေးရတယ်ပြီးတော့ဒီလူနာပုံမျှော်လင့်ချက်တွေပေးရတယ်ဒါမျိုးတွေကိုကစူးစမ်းရှုရတယ်ပေါ့နော်အဲဆိုတော့ဒီဥစ္စာကအများကြီးတစ်ချက်တစ်ဖက်ပုံမှာလည်းအများကြီးဒီ effect ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုဆိုတော့အဲ့ဒီအလိုကိုတော့ဘယ်မှကျိုက်ဆုံးမှာရှိလဲ၄နှစ်တာကြာခဲ့ပြီဖြစ်တဲ့တော်လှန်ရေးခရီးမှာ မနေကြီးအတွက်ဆင်းရဲဒုက္ခတွေစိတ်ဒဏ်ရာတွေအိမ်မက်ဆိုးတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ ဒီတော်လှန်ရေးဟာတနည်းမှာအောင်မြင်ပြီးမြောက်သွားလိမ့်မယ်လို့မန်နေဂျီကယုံကြည်ထားပါတယ်အပြီးထိသွားမယ်ပြီးတဲ့အထိတက်မယ်ဆိုတဲ့စိတ်ပွားရှိတယ်ဒီမတို့ဘက်မှာဒီလူလူတွေထောက်ခံမှုရှိတယ်အာသူတို့ဘက်မှာကြတော့အာဘန်နာဝင်ရှိတယ်နိုင်ငံတော်ဘန်နာဝင်ရှိတယ်ပစ္စည်းဥစ္စာတွေရှိတယ်ဆိုတော့အဲဒီပွဲရရင်ရှင်းတတ်ရမယ်ပွဲလို့ပဲမြင်နေ နည်းနည်းတာအချိန်ကြာရင်ကြာကောင်းတယ်ပေါ့နော်ညီမတို့ကဒါပေမဲ့တို့ကတို့ညီမတို့အဲနောက်ဆုံးမှနိုင်တယ်လို့အရင်ကြည့်ပါတယ်အဲ့ဒီယုံကြည်မှုနဲ့အတူစေတသားတယောက်အတွက်အရေးအကြီးဆုံးလိုအပ်ချက်ကိုလည်းသူမြင်လာခဲ့ပါတယ် စီဝါတွေစီဝါလက်ဆက်ဆက်တွေပစ္စည်းကိရိယာမြန်မာတို့အတွက်အလိုအဆုံးဖြစ်နေလို့ထင်တယ်အဲဒီအရာတွေကိုလည်းတက်နိုင်တယ်လို့လည်းလမ်းမီတယ်လို့ကိုယ်ယူပြီးကြပါအောင်ဘာလို့လဲဆိုတော့အဲမြန်မာတို့ဒီအစကောက်စီကမဖြစ်နိုင်မဲ့သူတို့ပုံကျတာတွေလက်လက်ကြီးပစ်တာတွေကြုံရတဲ့အခါမှာအဲထိခိုက်ဒဏ်ရာရတာကပြည်သူရောရေဖို့ရောအတူတူပဲဖြစ်တယ်အာအလုံးလည်းတည်နေမှာနေကြရလိမ့်မယ်စပေးချောင်းအောင်မချမ်း ုံကျတာတက်ခက်တာဖြစ်တဲ့သူကညီမတို့တော်လည်းရဲ့ဖွဲ့ရဲ့အနေနဲ့အကုန်လုံးကိုကြီးရှိဆောင်ဆောင်ရတယ်လူငယ်ရဲ့အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့2021ခုနှစ်အာနာသိမှုဟာအဲ့ဒီအချိန်ကအသက်25နှစ်အရွယ်မန်နေဂျီရဲ့မျော်လင့်ရည်မှန်းချက်တွေကိုပါရေစုံညှောစေခဲ့ပါတယ်။ဒါပေမဲ့တော်လန်ရေးဟာမန်နေဂျီအတွက်ဒုတိယမိသားစုတစ်ခုကိုပိုင်ဆိုင်ဖို့ဖန်တီးပေးခဲ့ပါတယ်။ တိုင်နေတူတူညက်လဲတူတူအဲတွားလဲတူတူအဲတောင်းလဲတောင်းဆောင်းလျှောက်ပေးကိုပေါ်လဲအများကြီးဆောင်းလျှောက်ပေးခဲ့ကြတယ်တကယ်ကိုလဲလေးလေးစားစားဆက်ဆက်ပေးခဲ့တဲ့ရေဘော်လေးလေးပေးခဲ့တယ်ပေါ့နော်ဆိုတော့အဲညီမတို့ဒုတိယမိသားစုလိုပဲအဲအဲ့ဒီမိသားစုကတော့ကောင်းတဲ့ပတ်ချင်းကအဲတော့ပို့ခဲ့ရတဲ့အချိန်တွေစိတ်လုံးတို့ဟုတ်စိတ်လုံးလုံးကြုံကြုံနေရတဲ့ပုံစံတွေတခုရရှိခဲ့တယ် တ်ခတ်မှာတင်ပြသွားခဲ့တာပါ RFI ရဲ့ဒီကနေ့အတွက်တာထုတ်လွှင့်ချက်တွေလည်းဒီမှာပဲပြည့်စုံပါပြီသောတာရှင်မြန်မာပြည်သူများကိုစိတ်နှပြကျမ်းမှရှင်လန်းနိုင်ကြပါစေခင်ဗျာ You have been listening to Radio Free Asia